ါကလေးတို့ရေဒီချက်ကတော့ grace သိပ်ပံသင်ကြားပေးမဲ့ဒီချက်ချမ်းဖြစ်ပါတယ်။အခန်းကို dressing drop down နဲ့ drawer များမှာ သင်ခန်းစာ၃ drawer နဲ့ပျော်ရည်များအကြောင်းကိုဒီချက်ကပြောပြပေးမှာပဲဖြစ်ပါတယ်။အဲ့တော့သင်ခန်းစာ၃ drone နဲ့ပျော်ရည်များ mixture and solution ကဲအဲ့တော့ မိမိတို့ပဝန်းကျင်ရှိမြေရေလေအစားအသောက်နဲ့ပျော်ရည်အမျိုးမျိုးတို့တွင်နော်ရောနောပါဝင်နေကြတယ်။အဲဒီအနက်ဒရနောနဲ့ပျော်ရည်တို့မြည်တို့ကွာခြားသည်တဲ့။ကဲဒါဆိုရင်ကျေတို့ဆက်ပြီးတော့လေ့လာကြရအောင်။အဲ့တော့ပဝင်းကျင်ရှိဒရနောအမျိုးမျိုးအဲ့တော့ mixture in the environment အဲ့တော့ကျေတို့ပဝင်းကျင်မှာဟုတ်ပြီနော်ဒရနောအမျိုးမျိုးတွေရှိတာကိုလေ့လာကြမယ်။ တော့မိမိတို့ဤပဝင်းခြင်း နေရာတိုင်းတွင်အယောအနောများစွာ တွေ့နိုင်ပါတယ်။ကဲဒါဆိုရင်ဒီကျေတို့လုပ်ငန်းတက်ကလေးကိုသွားရအောင်အဲ့တော့လုပ်ငန်းတက်ကလေးမှာဆိုလို့ရှိရင်တော့ဒီချေတို့ကြောင်းသုံးစာအုပ်ပါ ပုံ၉သုံးမှာကာကြီးလက်ဖက်သုံးခါခွေးပင်လေရေဂငယ်ရှူရှိုက်လိုက်တော့လေတို့တွင် ရောနောပါဝင်နေသောပစ္စည်းအမျိုးမျိုးများကိုဖော်ပြပါတယ်။ကဲခုနကတစ်ချက်ပြောပြလဲလိုက်သလိုပဲတအားတို့သမီးတို့တွေကနောက်သူမှရောနောပါဝင်နေတဲ့ပစ္စည်းလေးတွေကိုတအားတို့သမီးတွေမဆူလေးတွေမှာခြာရေးကြည့်ပါဦး။ဟုတ်ပြီနော်။ကာကြီးမှာဆိုရင်လက်ဖက်တုံးမှာတစ်ချက်ခုနကပြောပြလိုက်သလိုပဲလက်ဖက်ဘဲကျော်အမျိုးမျိုးနှမ်းဓာတ်တွေပါတယ်။ပင်လေရေမှာဆိုရင်ရောစားမျိုးမျိုးပင်ရေမှာပျော်ဝင်နိုင်တာတွေရေမှာမပျော်ဝင်နိုင်တဲ့အညစ်အကြေးပစ္စည်းတွေပါမယ်။ခါငယ်ရှူရှိုက်လိုက်တော့လေမှာဆိုရင်ရော ဟုတ်တယ်ရွှေရှိုက်လိုက်တဲ့လေမှာဆိုလို့ရှိရင်တော့နိုက်ထရိုဂျင်းအောက်ဆီဂျင်းရေငွေ့ဒါတွေပါဝင်နေနော်အဲ့တော့ပစ္စည်းများရောနှောပါဝင်နေသည့်အတွက်လက်ဖက်သုံးပင်လယ်ရေနဲ့ရှူရှိုက်လိုက်သောလေတို့ဟာဒရနောတွေပဲဖြစ်ပါတယ်အဲ့တော့ပဝင်းကျင်ရှိ အခြားဒွန်းနှောတွေကိုလည်းသားတို့သမီးတို့တွေကဟုတ်ပြီနော်စဉ်းစားလို့ရတယ်နော်။ကဲစဉ်းစားပြီးတော့မှသားတို့သမီးတို့အချင်းချင်းတော်လည်းကောင်းဆရာဆရာမနဲ့တော်လည်းကောင်းပြန်ပြီးတော့ပြောပြလို့ရတယ်နော်။ ကဲအဲ့လိုပဲတီချေတို့တွေကကျေးဝါယုတ်ထုအဲ့လိုကျေးဝါယုတ်ထုမှာဆိုရင်ရောဟုတ်ပြီကျေးဝါယုတ်ထုတွေမြင်မှုတယ်မလားအဲ့ဒီမှာဆိုလို့ရှိရင်တော့တီချေတို့ကျင်းနီနဲ့သို့ဆိုတဲ့ဇင်းအယောပြီးရင်ကျင်းညုံမှာတော့တီချေတို့ကကျင်းနီတန်ဖြူပြီးနော်တင်ဆိုတဲ့တန်ဖြူဆိုတဲ့တင်းပေါ့နော်သူ့ရဲ့အယောတွေပါမယ်စတီးဆိုတဲ့တန်မဏိမှာတော့တန်ကာဗွန်အလူမီနီယံအယောစတာတွေပါဝင်နေနော်ဒါကတော့တောင်းသမီးတို့သိအောင်လို့တီချေကပြောပြပေးတာဖြစ်တယ် တော့ drug no တွင် ပါဝင်သောပစ္စည်းများသည်မြည်တို့ရောနှောနေပါသနည်းတဲ့ကဲပြောကြည့်ပါအောင်အဲ့တော့ drug no မှာပါဝင်တဲ့ပစ္စည်းတွေဘလို့ရောနှောနေလဲဟုတ်ပြီအဖြေလေးကတော့ drug no တွင်နှစ်ခုသောမဟုတ်နှစ်ခုတက်ပိုသော အရာဝတ္ထုတွေရောနှောနေပါတယ်ကွယ်ကဲဒီချေတို့လုပ်ငန်းနှစ်ကလေးကိုဆက်ပြီးသွားရအောင်လုပ်ငန်းနှစ်နေ့စဉ်အသုံးပြုနေသောအသုံးအဆောင်တကယ်လို့အစားအသောက်များအနက်မှចောင်းသားများတည်သောအယောအနောသုံးမျိုးခန့်ကိုပြောပါတဲ့ ကဲအဲ့တော့ဒီ share တို့တွေကဥပမာအနေနဲ့တစ်ချက်ပေးမယ်ဥပမာအစားတောင်းပါဆိုရင်ဘာရှိမလဲဟုတ်တယ် no zero no zinc လို့ဟုတ်ဘူးเนาะဒီ share တို့ဘာဖြစ်လဲအသုံးဆုံးတီးဆုံးဟင်းရေခဲသုံး coffee ဒါတွေပေါ့အသုံးဆောင်ပါဆိုရင်ရောဟုတ်ပြီအသုံးဆောင်ပါဆိုရင်တော့ဒီ share တို့သွားတိုက်ဆေးတွေရှိမယ်ဆက်ပြားပြီးအိမ်ဆောက်ပစ္စည်းတွေရှိမယ်ပြီးရင်စတီးเนาะတတုဆက်တွေပေါ့ပြီးရင်နေစိမ့်တွေဒါတွေရှိမယ်အသုံးဆောင်တွေပေါ့เนาะပြီးရင်ဒီ share တို့ကနောက်တစ်ခုနောက်တစ်ခုကကြတော့ဒီ share တို့ ကျောင်းမှညာအိတ်လေးလာရေးခရီးသွားသည့်အခါယူဆောင်သွားမိပစ္စည်းအယောနောငါးမျိုးခန့်ကိုပြောပြပါတဲ့။ကဲတချို့တော့ကျောင်းကနေပြီးတော့လေးလာရေးခရီးသွားမယ်ကွယ်။ဒါဆိုရင်ဘာတွေယူသွားမလဲ။အယောနောပစ္စည်းငါးမျိုးကိုပြောပြပေးပါတဲ့။အဲ့တော့ဒီချေဆိုရင်တော့နော်ဒီချေဆိုလို့ရှိရင်တော့ဒီချေကအချိုရည်ယူမယ်။ပြီးရင်သီးဆုံချောကလက်ခေါက်ဆွဲ၆ထုပ်။ပြီးရင်ဓာစာမုတ်ထုပ်။ကော်ဖီမစ်ထုပ်။ပြီးရင်သီးဆုံတံပေါက်။ဒီချေအထုံလေးတွေပေါ့နော်။ဒါလေးတွေဒီချေယူမယ်ကွယ်။ ုတ်ပြီနောက်တစ်ခုចောင်းပန်းကြံအတွင်းရှိပန်းဟိုအတွင်းတွင်တွေ့နိုင်သောအယောနှောများကို ဖော်ပြပါတဲ့ကဲအဲ့တော့တီချယ်တို့ရဲ့ចောင်းပန်းကြံမှာရှိတဲ့ပန်းဟိုလေးမှာတီချယ်တွေ့ရတာကတော့ပန်းပင်မြက်ပင်မြေကြီးကြောက်ခဲရေသဲသိရွက်ချောင်းများဒါတွေကိုတီချယ်ကတွေ့ရတယ်ဟုတ်ပြီနော်အဲ့တော့တာဝတ်သမီးတို့ရဲ့ကြောင်းပန်းကြံလေးတွေမှာရောနော်ပန်းဦးလေးမှာဘာတွေတွေ့လဲဆိုတာကိုတာဝတ်သမီးတို့ notes ကလေးထဲမှာနော်ရေးကြည့်ပါဦး ကဲအဲ့တော့ဒီကျတော့အဓိကချက်ကလေးကိုသွားရအောင်အဓိကချက်နှစ်ခုသို့မဟုတ်နှစ်ခုထက်ပိုသောအရာဝတ္ထုများဓာရုနီအရာပေါင်းဆက်ထားခြင်းမရှိပဲရောနှောနေသောအရောအနှောကိုဒွန်းနှောလို့ခေါ်ပါတယ်ရနိုယီဝိသေသလက္ခဏာများ characteristic of nature ကဲအဲ့တော့ဒီချေတို့ကအဲ့ဒီကဒွန်းနောရဲ့ဝိသေသလက္ခဏာတွေရဲ့လုပ်ငန်းလေးတွေကိုဒီချေလက်တွေပြုလို့ရအောင်အဲ့တော့ဒွန်းနောတခုဖြစ်သွားတဲ့အခါမှာပါဝင်ဘက်ပစ္စည်းတွေရဲ့မူလကုန်သက်တွေများပြောင်းလဲခြင်းရှိမရှိကိုဒီချေတို့လေ့လာကြမယ်အဲ့တော့လုပ်ငန်းအဲ့လုပ်ငန်းမှာဆိုရင်တော့ဒီချေတို့ကတအုပ်စုမှာဆိုလို့ရှိရင်တော့နှစ်သက်ရအချိုးမတူတဲ့အယောအနှောနှစ်မျိုးနဲ့ပြုလုပ်မယ်။ဟုတ်ပြီနော်။အဲ့တော့ပြုလုပ်ထားတဲ့အယောနှောလေးတွေရဲ့အချိုးကိုဒီချေတို့တွေမှတ်သားမယ်။ပြီးတော့ရရှိတဲ့အယောနှောလေးတွေကိုလေ့လာပြီးတော့မှဇယားမှာဒီချေတို့ဖြည့်ဆွမယ်။ အုပ်စုလိုက်အတန်းတို့တင်ပြဆွေးနွေးပါတယ်။ကဲအဲ့တော့တီချေတို့တွေကပြုလုပ်ကြရအောင်။အဲ့တော့တီချေကဥပမာအနေနဲ့နော်တီချေကသဲနဲ့စားနဲ့ကိုတီချေကရောနှုတ်လုပ်ပေးမယ်။ကဲအဲ့တော့တီချေကဇရားလေးပေးထားတယ်။အဲ့တော့တားတို့သမီးတို့ကအဲ့ဇရားလေးမှာနော်တားတို့သမီးတို့ရဲ့မှတ်စုစာအုပ်လေးထဲမှာဖြစ်ဖြစ်အဲ့ဇရားလေးမှာဖြစ်ဖြစ်တားတို့သမီးတို့ရဲ့တွေ့ရှိချက်ကလေးတွေကိုရေးသားပေးနော်။တီချေကတော့အခုအရောနှောလေးကတော့တီချေကဥပမာအနေနဲ့နော်သဲနဲ့စားနဲ့ကိုရောနှုတ်ပြပေးမယ်။ ဲအဲ့တော့ပါဝင်ဘက်ပစ္စည်းအဲ့တော့ဇယားလေးမှာဆိုရင်တော့ဘာတွေပါမလဲဆိုရင်ပါဝင်ဘက်ပစ္စည်းမှတ်ချက်နေနေကအယောနောကာကြီးနဲ့အယောနောခါဝေးဆိုပြီးတော့ပါတယ်။ကဲအဲ့တော့အချိုးတူမတူတဲ့အဲ့တော့တချေတို့ကအချိုးတူမတူအရင်ကြည့်မယ်။အဲ့တော့တချေကအယောနောကိုတချေကကဲအဲ့တော့တချေကဒီဘက်ကစားတဲ့စုံတဲ့စုံအဲ့တော့အချိုးကတူမလားတူလား အဲအဲ့တော့တခြားကဒဇွန်းတီထဲတာဖြစ်တဲ့အတွက်ကိုအချိုးတူတယ်နော်အဲ့တော့အယောနော့ကာကြီးမှာကအချိုးတူတယ်အဲ့တော့တခြားကအယောနော့ခါခွေကိုမသွားသေးဘူးနော်အရင်ဆုံးအချိုးတူတဲ့အယောနော့ကာကြီးကိုအရင်သွားမယ်နော်ကဲအဲ့တော့တခြားကအဲ့တော့တန့်စင်မှုအဲ့တော့ကြည့်လိုက်ပါတခြားကတန့်စင်မှုရှိလားမရှိဘူးလားဟုတ်တယ်တန့်စင်မှုမရှိဘူးနော်အဲ့တော့ပါဝင်ဘက်ပါတဲ့ပစ္စည်းတွေရောသူ့ရဲ့ဂုံသက်တီသူ့ရဲ့ဂုံသက်တီရောပြောင်းလဲခြင်းရှိမရှိဟုတ်တယ်ကြည့်လိုက်ပါဦးသူ့ရဲ့ပါဝင်တဲ့အဲ့ဒီဂုံသက်တီတွေပြောင်းသွားလား ဟာမပြောင်းလဲဘူးနော်ဂုံသက်တီမပြောင်းလဲဘူးပြီးပါဝင်ဘတ်ပစ္စည်းတွေရဲ့ဓာတ်ဂုံသက်တီရောပြောင်းလဲခြင်းရှိမရှိဟုတ်တယ်ဟုတ်ပြီနော်တချေတို့ရဲ့သူတို့ရဲ့ပါဝင်ဘတ်ဂုံသက်တီတွေရဲ့ဓာတ်ဂုံသက်တီကလည်းပြောင်းလဲခြင်းမရှိဘူးကဲဟုတ်ပြီအဲ့တော့တချေတို့ကပြန်လဲခွဲထုတ်မယ်သူ့ကိုပြန်လဲခွဲထုတ်လို့ရလားမရဘူးလားရတာပေါ့ဒီကျေတို့စကားလေးနဲ့ပြန်ဆက်လိုက်မယ်ဆိုရင်စားတတ်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 ပြန်ရနိုင်တယ်အဲ့တော့သူတို့ကပြန်လဲခွဲထုတ်နိုင်ခြင်းရှိပါတယ်ဒါကတော့ဒီကျေတို့ကအယောအနောကာကြီးလေးဖြစ်တယ်နော် ကဲဟုတ်ပြီအဲ့ဒါဆိုရင်ဒီချေတို့က drone အမျိုးအစားများကိုဆက်ပြီးတော့လေ့လာရအောင်เนาะ type of mixtures ကဲအဲ့ဒီမှာဆိုရင်တော့ drone အမျိုးမျိုးရှိချောင်းကိုဒီချေတို့ကသိရှိခဲ့ပြီဖြစ်ပါတယ်ပြီးတော့ဇလက်၍ဒီချေတို့ drone အမျိုးမျိုးကိုအမျိုးအစားခွဲခြားလေ့လာမယ်အဲ့တော့ drone ဤရုပ်အခြေအနေပေါ်မူတည်၍ drone များတွင်လည်းအမျိုးအစားအမျိုးမျိုးရှိနိုင်ကြောင်းဒီချေတို့လေ့လာကြရအောင်ကဲလုပ်ငန်း ကဲလုံငန်းမှာဆိုလို့ရှိရင်တော့အောက်ပါ drug တော့အမျိုးမျိုးတွေပါဝင်တော့ပါဝင်ဘက်ပစ္စည်းများကြီးရုပ်အခြေပေါ်မူတည်၍ drug တော့အမျိုးအစားများကိုဒီချေတို့ဖြစ်ဆွတ်ပါတဲ့ကဲအဲ့တော့ဒီချေကဇယားလေးပေးထားတယ်ကဲဇယားလေးမှာဒီချေတို့တွေဖြစ်ဆွတ်ကြည့်အောင်ကဲအဲ့ဒီမှာဆိုရင်တော့ဒီချေတို့ drug တော့အမျိုးမျိုးပြီးရင် drug တော့အမျိုးအစားတွေပေးထားတယ်ကဲကြည့်ပါဦးလေးလေးဆိုတော့ drug တော့ကိုဒီချေပေးထားတယ်သူကဘာနဲ့ဘာနဲ့ရောနှောနေမလဲဟုတ်တာဗော အငွေ့ရဲ့အငွေ့ရဲ့ရောနှောနေမယ်နောက်တစ်ခုကတော့စတိစတိဆိုတဲ့တတုဇက်ကဲအော်ဒါတော့သမီးတို့လည်းမြင်မှုပါတယ်စတိသူကရောသူကတော့အခဲနဲ့အခဲဆိုတဲ့ဒွန်းနှောလေးတွေရောနှောနေတာကဲနောက်တစ်ခုကစားပျော်ရင်ဒါမှမဟုတ်တကြားပျော်ရင်သူဆိုရင်ကောဟုတ်တယ်သူဆိုရင်တော့အခဲရဲ့အရေးရဲ့နောက်တစ်ခုကအယ်ကိုဟောပါဝင်သောရေး အဲ့တော့အေကိုဟောပါဝင်တဲ့ရေကတော့ဒီချေတို့ကအရေရဲ့အရေရဲ့ရောနှောနေတာနောက်တစ်ခုကတော့ကာဗွန်နိုင် အောက်ဆိုက်ဓာတ်ငွေ ပါဝင်သောအချိုရေဘာတွေလဲဆိုရင်တော့7 up to ပက်စီတို့ကိုကာကိုလာတို့သူတို့ကတော့အငွေနဲ့အရေနဲ့ရောနှောနေတာနော်ကဲဒါဆိုရင်ဒီချေတို့အဓိကချက်ကလေးသွားရအောင်ဒွန်းနောအမျိုးအစားအမျိုးမျိုးရှိသည် ပါဝင်ဖက်ပစ္စည်းများဤရုပ်အခြေအနေပေါ်မူတည်၍အမျိုးအစား꿰ပြကြတယ်။ကာကြီးအခဲနှင့်အခဲဒရနောခါခွေအခဲနှင့်အရေဒရနောဂငယ်အရေနဲ့အရေဒရနောဂာကြီးအငွေ့နဲ့အရေဒရနောငါအငွေ့နဲ့ငွေ့ဒရနောတို့ပဲဖြစ်ကြပါတယ်။မင်္ဂလာပါကလေးတို့ရေဒီချေကတော့ဂရိစစ်သိပ္ပံသင်ကြားပေးမယ့်အခြေခံဖြစ်ပါတယ်။ တသားတည်းဖြစ်သောဒရနောနဲ့တသားတည်းမဖြစ်သောဒရနောအဲ့တော့တသားတည်းဖြစ်သောဒရနောဆိုတော့ homogeneous mixture နဲ့တသားတည်းမဖြစ်တဲ့ဒရနော heterogeneous mixture တွေကိုဒီချေကလက်တွေ့ပြုလုပ်ပေးမယ်ဟုတ်ပြီနော်အဲ့တော့ဒရနောမှာရှိတဲ့ပါဝင်ဖက်ပစ္စည်းတွေဆိုလို့ရှိရင်ရောနောပါဝင်မှုပေါ်မှာအခြေအနေပေါ်မှာမူတည်ပြီးတော့မှတသားတည်းဖြစ်တဲ့ဒရနောနဲ့တသားတည်းမဖြစ်တဲ့ဒရနောဆိုပြီးတော့နှစ်မျိုးခွဲခြားနိုင်တယ်ကဲအဲ့တော့ဒီချေတို့လုပ်ငန်းတက်ကလေးကိုစပြီးလက်တွေ့ပြုလုပ်ရအောင် ဲ့တော့ပေးထားတဲ့ drone အဲ့တော့တချို့တို့ပေးထားတဲ့ drone တွေကိုလေ့လာပြီးတော့တွေ့ရှိချက်ကလေးတွေကိုတချို့တို့ဇာတ်မှာဖြစ်ဆွဲရအောင်ဟုတ်ပြီနော်အဲ့တော့ကာကြီးကတော့တချို့တို့ကြကြားပြော်ရေးပြီးရင်ခါခွေးစားပြော်ရေးခန်းငယ်ရကြတော့သဲနေစားဟုတ်ပြီနော်ခါကြီးကတော့တန်နေသဲကဲဒါလေးတွေကိုတချို့တို့ရောနှောလေးတွေပေးထားတယ်အဲ့တော့တချို့တို့တွေ့ရှိချက်ကလေးတွေကိုရေးကြည့်အောင် သားတို့သမီးတို့ရဲ့အကြောင်းဆုံးဖတ်စာအုပ်ရဲ့စာမျက်နှာ68မှာဇာတ်လေးရှိတယ်။အဲဒီဇာတ်လေးမှာသားတို့သမီးတို့ကတရှိချက်ကလေးတို့ဖြစ်ဆက်ပေးပါအောင်နော်။ကဲဒါဆိုလို့ရှိရင်ဒီချက်တို့ဇာတ်လေးမှာအယောနုံးမြည်ပြီးထားတယ်။အဲ့တော့အယောနုံးမြည်က၄မျိုးရှိတယ်။အဲ့ဒီ၄မျိုးကိုဒီချက်တို့ရေးမယ်။အဲ့တော့တကြားပြော်ရေး၊စားပြော်ရေးဟုတ်ပြီနော်။သဲနဲ့စားပြောလို့ရှိရင်တန်နဲ့သဲ။အဲ့ဒီဟာလေးရဲ့အယောနုံးလေးတွေကိုခြာယူလိုက်ပါ။ ပြီးတော့ရင်တွေ့ရှိချက်မှာဆိုလို့ရှိရင်တော့တချို့ပါဝင်ဘက်ပစ္စည်းတွေကိုတိကျစီမြင်နိုင်မမြင်နိုင်တသားတည်းဖြစ်မဖြစ်ပြီးအလွယ်တကူခွဲလို့နိုင်ခြင်းရှိမရှိဆိုပြီးတော့ခံမှန်းခိုင်းထားတယ်။ကဲအဲ့တော့တချို့အရင်ဆုံးစားခြင်းကတော့အယောနောမြေကတော့တကြားပြော်ကြီးကြည့်ပါဦး။တကြားပြော်ကြီးကိုတချို့ကြည့်လိုက်လို့ရှိရင်သူ့ရဲ့ပါဝင်ဘက်ပစ္စည်းတွေကိုတိကျစီမြင်နိုင်လားမမြင်နိုင်လား။တကြားကိုမြင်ရလားတကြားကလေးတွေမမြင်ရဘူးเนาะအဲ့ဒါဆိုရင်သူ့ရဲ့ပါဝင်ဘက်ပစ္စည်းတွေကတိကျစီမမြင်နိုင်ဘူး။ တသားတည်းကောသူတသားတည်းဖြစ်လာမှရှိလဲကြည့်ပါဦး။တကြားရင်ရင်းနေတာတသားတည်းဖြစ်သွားတယ်။အဲ့တော့ तू ကတသားတည်းဖြစ်တယ်။ဟုတ်ပြီ။သူ့ကိုအလွယ်တကူခွဲထုတ်လို့ရမလားထင်လား။အဲဘယ်ရမလဲ။ तू ကတသားတည်းဖြစ်နေတော့သူ့ကိုအလွယ်တကူတော့တချို့တော့ခွဲထုတ်လို့မရဘူး။နော်။ကဲ။နောက်ထပ်တစ်ခုကကြတော့စားပြုတ်ရေး။ကဲ။အဲ့တော့ခါခွေးလေးစားပြုတ်ရေးရကြတော့ဟုတ်ပြီ။သူ့ကိုကြည့်ပါဦး။စားစားပွင့်လေးတွေကိုတွေ့ရတာ။ တွေ့ရတော့ဘူးเนาะဟုတ်ပြီအဲ့တော့သူရဲ့ပေါင်ဘွက်ပစ္စည်းတွေကတေးချစီမမြင်နိုင်ဘူးဟုတ်ပြီ तू ကရောတသားလည်းဖြစ်လာမဖြစ်ဘူးလားဟာရေနဲ့တသားလည်းဖြစ်သွားတာဗောအဲ့တော့ तू ကတသားလည်းဖြစ်တယ်ဟုတ်ပြီเนาะ तू ကရောအလွယ်တကူခွဲထုတ်နိုင်လားမခွဲထုတ်နိုင်ဘူးလားအဲတသားလည်းဖြစ်သွားပြီဆိုတော့ဒီချေတို့ကအလွယ်တကူခွဲထုတ်ဖို့ခက်ခဲသွားပြီเนาะအဲ့အလွယ်တကူခွဲထုတ်နိုင်ခြင်းမရှိပါဘူးကဲပြီးသွားရင်တော့ဒီချေတို့ကသဲနေစာကဲအဲ့တော့သဲနေစာကိုသွားမယ်အဲ့တော့သဲနေစာလေးကိုကြည့်ပါဦးသူရဲ့ပေါင်ဘွက်ပစ္စည်းတွေတေးချစီမြင်လာလားမမြင်လား ြင်းနိုင်တာပေါ့ဒီမှာလေအော်နော်အဖြူလေးတွေကတချို့ကစားဟုတ်ပြီနော်တချို့တော့အညူရောင်လေးတွေနော်အညူရောင်လေးကဘာလဲသဲဖြစ်နေတယ်အဲ့တော့တချို့ကတိကျစီမြင်နိုင်တယ်သူကတသားတည်းဖြစ်လားမဖြစ်ဘူးလားအာတသားတည်းမဖြစ်တော့ဘူးဟုတ်ပြီနော်တိကျစီဖြစ်နေမှာတော့သူကတသားတည်းမဖြစ်တော့ဘူးသူ့ကိုခွဲထုတ်နိုင်လားအလွယ်တကူခွဲထုတ်နိုင်တာပေါ့တချို့ပြောပြီးသားဟုတ်ပြီနော်သူ့ကိုစကားလေးနဲ့ဆက်လိုက်မယ်ဆိုလို့ရှိရင်ပြန်ပြီးတော့အလွယ်တကူခွဲထုတ်နိုင်တယ်နော်ကဲနောက်တစ်ခုကိုကြည့်မယ်နောက်တစ်ခုကတော့တချို့ကဟုတ်ပြီနော်တန်နဲ့သဲ ကဲတန်းတဲ့သင်းတွေကိုကြည့်ပါဦး။သူအောင်ပေါင်ဘက်ပစ္စည်းတွေသိကြစီမြင်နေလားမမြင်နိုင်လား။မြင်နိုင်တာဗောဟုတ်ပြီနော်။ဆန်သဲသက်သက်တန်းသက်သက်။တသားလေးဖြစ်လားမဖြစ်ဘူးလား။ဘယ်ဖြစ်မလဲ။တချို့သိကြစီမြင်ရပြီဆိုတော့ကသူတသားလေးမဖြစ်ဘူး။ကဲသူအောင်အလွယ်တကူခွဲလို့နိုင်လားမခွဲလို့နိုင်ရောလား။ခွဲထုတ်နိုင်တာဗောတန်တဲ့သင်းတွေကိုအလဲတကူခွဲထုတ်နိုင်တာဗောတချို့ကဘာနည်းနဲ့ခွဲထုတ်နိုင်လဲဆိုရင်တချို့ကခုနကပြောဆိုစကားနဲ့စစ်ပြီးပဲခွဲထုတ်မလားဒါမှမဟုတ်ရင်တန်လိုက်နဲ့ခွဲထုတ်လို့ရှိရင်တော့တန်လေးတွေကပ်ပါသွားတာဗောနော်အဲ့ဒါဆိုတော့သူအလဲတကူခွဲထုတ်နိုင်တယ်နော် ကဲဒီချေတို့ကလုပ်ငန်းတက်ကလေးကိုပြုတ်လုပြီးသွားပြီဆိုတော့နော်လက်တွေ့ပြုတ်လုပြီးပြီဆိုတော့အခုလုပ်ငန်းတက်ကလေးကိုဒီချေတို့ဆက်ပြီးတော့လက်တွေ့ပြုတ်လို့ရအောင်အဲ့တော့အုပ်စုဖွဲ့ပြီးတော့လုဆောင်ရမယ်အဲ့တော့တောင်းသမီးတို့ကအုပ်စုလေးတွေဖွဲ့ပြီးတော့လုဆောင်မယ်အဲ့တော့ဒီချေတို့ကဒုတ်တာတကြားစားတွေကိုဒီချေတို့ကဘီကာဒါမှမဟုတ်လို့ရှင်ဖန်ကွက်အကြီးအဲ့တော့ဖန်ကွက်အကြီးလည်းတုံးလို့ရတယ်ဒါမှမဟုတ်တစ်ခါသုံးခွက်ကလေးလည်းဒီချေကတုံးထားတယ်နော်သူတို့အဲ့ဒါလေးတွေနဲ့အကုန်လုံးကိုဒီချေတို့အနှဲငယ်ဖြော်မယ်ဆိုတော့ဒီချေကဖြော်ထားပြီးရတယ်ဒုတ်တာပြောရေးတကြားပြောရေးစားပြောရေးဒီချေဖြော်ထားပြီးထားတယ်ဟုတ်ပြီနော်အဲ့တော့တွေ့ရှိချက်ကလေးတို့တအားသမီးတို့ကမှတ်သားထားပေးပါ အဲ့တော့နောက်တစ်ခုကကြတော့နောက်တစ်ခုကဘာလဲဆိုရင်ဟုတ်ပြီနော်နောက်တစ်ခုကတော့သဲနေစာဟုတ်ပြီနော်ပြီးသွားလို့ရှိရင်နော်ကန့်မှုန်နဲ့တန်မှုန်ပြီးသွားလို့ရှိရင်နော်တချေလို့ဘာလဲမြေပြူနဲ့နော်မြေသွေးမှုန်အဲ့တော့မြေပြူနဲ့မြေသွေးမှုန်ကတော့တချေကမြေပြူလေးကိုတော့အဖြူလေးမသုံးထားဘဲနဲ့တချေကအယောင်လေးနဲ့သုံးထားပေးထားတယ်ဟုတ်ပြီနော်တအားသမီးတို့မြေပြူအဖြူလေးရှိရင်လည်းမြေပြူဖြူလေးသုံးလို့ရတယ်နော်ကဲအဲ့ဒါလေးကိုတချေကရောနှောပါဆိုတော့တချေရောနှောပေးထားတယ်ကဲအဲ့တော့တွေ့ရှိချက်ကလေးကိုတအားသမီးတို့မှတ်လားပြပါအောင်အဲ့တော့တွေ့ရှိချက်ကလေးကိုတချေတို့ဇရားလေးမှာဖြည့်ဆွဲရအောင် အဲ့တော့တွေ့ရှိချက်ကလေးတွေကိုမှတ်သားပေးပါအဲ့တော့တောက်သမီးတို့ရဲ့ចောင်းသုံးဖက်စာအုပ်ရဲ့စာမျက်နှာ69မှာဇယားလေးရှိတယ်အဲ့ဒီဇယားလေးမှာတောက်သမီးတို့ဖြည့်ဆွက်လို့ရတယ်နော်အဲ့တော့တွေ့ရှိချက်ကလေးတွေကိုဇယားမှာဖြည့်ဆွက်ပြီးတော့တောက်သမီးတို့ရဲ့အတန်းလေးတွေမှာတင်ပြပေးပါနော်အဲ့တော့အဲ့ဒီစမ်းသပ်ချက်ကလေးတွေကိုဒီချေတို့ကဟုတ်ပြီနော်စမ်းသပ်ချက်လေးတွေအရာ drone အမျိုးအစားလေးတွေမြင်မြရှိကြအောင်တွေ့ရှိရတယ်အဲ့တော့တောက်သမီးတို့ကြည့်ပါအောင် drone အမျိုးအစားဘယ်လောက်ရှိတယ်လဲ ဟုတ်ပြီနော်အဲ့တော့ရင်းနှုတ်ကိုဖော်ပြပါဆိုတော့ဒီချေတို့ကဒွန်းနော့အမျိုးအစားကဒီမှာကြည့်ပါအောင်အမှန်တော့ငကြားပြောရေးစားပြောရေးဒေါက်တာပြောရေးပြီးသွားလို့ရှိရင်တော့သဲနေစားဟုတ်ပြီနော်ကမ်းမုံနဲ့တန်မုံပြီးသွားလို့ရှိရင်မြေဖြူနဲ့ဒီချေတို့ဗာလဲမီးသွင်းမုံနဲ့ဟုတ်ပြီနော်ဒါလေးတွေကဒီချေတို့အယောနှောတွေပဲကဲအဲ့တော့ဒီချေတို့ကအရင်ဆုံးဒေါက်တာရင်ဒေါက်တာနဲ့ရင်းနဲ့ပေါင်းထားတာကိုကြည့်မယ်အဲ့တော့အယောနှောလေးမှာဆိုဒေါက်တာနဲ့ရင်းနဲ့အဲ့တော့သူ့ရဲ့တွေ့ရှိချက်ကဘာဖြစ်မလဲဟုတ်တယ်ရင်းနဲ့ဒေါက်တာနဲ့ကပြောဝင်နေတယ် ဟုတ်ပြီနော်အဲ့တော့တသားတဲ့ပျော်ကြီးတွေမှာပါတယ်အဲ့တော့သူ့ကိုခွဲထုတ်နိုင်လားမခွဲထုတ်နိုင်ဘူးလားဟုတ်တယ် तू ကခွဲထုတ်နိုင်ရင်မရှိဘူးနော်ကဲနောက်တစ်ခုကတော့ဒီချေကဘာလေးသုံးမလဲဆိုလို့ရှိရင်တော့ဒီချေကတရားပျော်ကြီးသုံးမယ်အဲ့တရားနဲ့ရင်းနဲ့ပေါင်းထားတာပေါ့တရားနဲ့ရင်းနဲ့သူ့ရဲ့တွေ့ရှိချက်ကဟုတ်ဟုတ်တယ် तू လည်းဘာဖြစ်လဲရင်းနဲ့တသားတဲ့ပျော်ဝင်နေတယ် तू ကခွဲထုတ်နိုင်ခြင်းရှိမရှိဟမ်ခွဲထုတ်နိုင်ခြင်းမရှိဘူးနော် तू ကဟုတ်ပြီနော် तू ကတော့စားပျော်ကြီးအဲ့တော့စားနဲ့ရင်းနဲ့ပေါင်းထားတာပေါ့နော်အဲ့တော့စားနဲ့ရင်းနဲ့ပေါင်းထားတဲ့စားပျော်ကြီးရအောင်ကဲကြည့်ပါဦး ။ဟုတ်ပြီ။သူ့ရဲ့တွေ့ရှိချက်ကလေးကတော့တချေတို့ကလည်းတသားတည်းပဲပြုံဝင်နေတယ်။အဲ့တော့သူကလည်းခွဲထုတ်နိုင်ခြင်းမရှိဘူး။ကဲနောက်တစ်ခုကတော့တချေတို့ကသဲနေစား။အဲ့တော့သဲနေစားလေးကိုကြည့်ပြီ။အော်တဲ့နဲ့စားလေးရကြတော့တချို့ရဲ့တွေ့ရှိချက်ကလေးရတော့ဘာဖြစ်လဲဟမ်တွေ့ရှိချက်လေးကတီးကြစီဟုတ်ပြီနော်တဲရတသက်စားတသက်ရောနှောနေပင်မယ်လေအဲ့တော့ तू ကတော့ခွဲထုတ်နိုင်ခြင်းရှိတယ် ကဲနောက်တစ်ခုနောက်တစ်ခုကတော့ကံမှုနဲ့တန်မှုအဲ့တော့ကံမှုနဲ့တန်မှုကိုကြည့်မယ်အဲ့တော့ကံမှုနဲ့တန်မှုကရောဘယ်လိုမျိုးရှိလဲဟုတ်တယ်သူကလည်းဘာဖြစ်လဲတီးရှားစီတချေလို့မြင်နိုင်တယ်တရားတင်ရှိတယ်ရောနှောနေပေးမယ်လေနော်ကဲအဲ့တော့သူအောင်ခရနိုင်ခြင်းရှိမရှိရှိတာပေါ့သူလည်းခွဲထုတ်လို့ရတယ်နော်ကဲဒီဘက်ကမြေပြုံမှုနဲ့တချေလို့မိသိမှုမိသိမှုနဲ့မြေပြုံမှုကရောဟုတ်တယ်မိသိမှုနဲ့မြေပြုံမှုကလည်းတချေလို့တီးရှားစီရှိနေရဟုတ်ပြီနော်အဲ့တော့သူတို့ကခွဲထုတ်နိုင်ခြင်းရှိမရှိ ရှိတာပေါ့ခွဲထုတ်နိုင်ခြင်းဒါဆိုလို့ရှိရင်ဒီချက်အခုလက်တွေ့ပြလိုက်တဲ့ဟာလေးကိုသားတို့သမီးတို့နားလည်မယ်လို့ထင်တယ်အဲ့တော့သားတို့သမီးတို့ကသားတို့သမီးတို့ရဲ့တောင်းတဖတ်စာအုပ်လေးတွေကဇာတ်လေးထဲမှာလည်းတွေ့ရှိချက်ကလေးတွေကိုဖြည့်ဆွက်ပြီးတော့ပြန်ပြီးတော့လေ့ကျင့်ပေးနော်ကဲဒါဆိုရင်ဒီချက်တို့အဓိကချက်ကလေးသွားရအောင်အဲ့တော့တသားတည်းဖြစ်သော drone တွင်ပေါဝင်ဘက်ပစ္စည်းများသည်တမစွာရောနှော၍ပြန့်နှံ့တည်ရှိနေပြီးမျက်စိဖြင့်တီးခြားစီမမြင်နိုင်ပါ တသားတည်းမဖြစ်သောဒွန်းတော်တွင် ပါဝင်ဘက်ပစ္စည်းများသည်ကွဲပြားစွာတည်ရှိပြီး မျက်စိဖြင့်တီးခြားစီ မြင်နိုင်ပါသည်ကဲဒီ share တော့နောက်ထပ်ခေါင်းစဉ်လေးတစ်ခုသွားရအောင်ပျော်ရည်ဤဝိသေသလက္ခဏာနဲ့ပျော်ရည်အမျိုးအစားများ characteristics and types of solutions အရာဝတ္ထုပစ္စည်းများအား ပျော်ဝင်စေသောအရေးကိုဖြော်ရည်လို့ခေါ်တယ်။ပျော်ဝင်ပစ္စည်းတစ်ခုသည်ဖြော်ရည်တစ်ခုတွင်ပျော်ဝင်သည့်အခါပျော်ရည်ကိုရရှိသည်။ထိုရရှိလာသည့်ပျော်ရည်များ၏ဂုံတက်တီများနှင့်အမျိုးအစားများကိုတကယ်တော့လေးလာကြမယ်။ကဲပုံလေးကိုကြည့်ပါ။တကယ်ပုံလေးပေးထားရနော်။ပုံလေးမှာကာကြီးအားဆိုင်းရည်ခါခွေးရတော့တသားတဲ့ပျော်ရည်များအဲ့တော့ဒီချေကပျော်ရည်အမျိုးမျိုးပုံလေးကိုပေးထားတယ်။ကဲဒါဆိုလို့ရှိရင်ဒီချေတို့ဆက်ပြီးတော့ကြည့်အောင် အခုဒီချေကလက်တွေ့လုံမှာကတော့ဒီချေတို့စိုင်းရည်နဲ့တသားတည်းပျော်ရည်ဆိုတဲ့ဟာကိုဒီချေတို့လက်တွေ့ပြလုံမယ်။ကဲအဲ့တော့လုပ်ငန်းတကလေးကိုကြည့်အောင်။အဲ့တော့စားအနှဲငယ်နဲ့ဒီချေတို့ကမြေပြူမှုပေါ့နော်အနှဲငယ်စီကိုဒီချေကဘီကာဒါမှမဟုတ်လို့ရှိရင်ဖန်ခွက်ကြည်လေးတွေကိုတဲ့ဒီချေတို့ဖန်ခွက်ကြည်ကတစ်ခုလိုမယ်။သူတို့ရှိမှရင်းနဲ့တီးကြစီဖြောမယ်။မြည်သီကိုနော်မြည်ကဲ့သို့တွေ့ရတယ်နိဟုတ်ပြီနော်မြည်သီကိုတွေ့ရတယ်နိမြည်ကဲ့သို့တွေ့ရတယ်နိကဲဒါကြောင့်ဒီချေတို့ကကဲလှုပ်လှုပ်ရအောင်။အဲ့တော့ဒီချေကအခုဟုတ်ပြီနော် စားလေးကိုဟုတ်ပြီနော်ခွက်လေးတွေကိုဒီချေ ရေနဲ့ပြောမယ်ကြည့်ထားကြเนาะဘယ်လိုတွေ့ရမလဲဆိုတာဟုတ်ပြီနော်ဒါလေးကဒီချေကစားလေးကိုဖြော်လိုက်တာကဲဟုတ်ပြီဒါလေးကစားကဲနောက်တစ်ခုကကျတော့ဒီချေကရေဗျူမှုအဲ့တော့ ဒီချေကမြေပြူမှုန့်လေးကိုဟုတ်ပြီနော်ရေနဲ့ဖြော်မယ်ကဲဟုတ်ပြီကဲကြည့်ပါ။ဒါပြီးတော့ဒါလေးကတော့ဒီချေတို့ကစာပြုတ်ရေး ဒါလေးကတော့ဒီချေတို့ကမြေပြင်မှုကိုဖြောထားတယ်မြေပြင်မှုဖြောကြီးဖြစ်နေတာပေါ့နော်ကဲကြည့်အဲ့တော့ဒီချေတို့ကဘယ်လိုတွေ့ရလဲသားတို့သမီးတို့ဟုတ်တယ်ဟုတ်ပြီနော်ဒီချေတို့စားပျော်ရေးလေးကတော့ဘာဖြစ်လဲရေနဲ့တသားတည်းသူပျော်ဝင်သွားတယ်ဟုတ်ပြီနော်အဲ့တော့စားပျော်ရေးလေးကရေနဲ့တသားတည်းပျော်ဝင်သွားတာဖြစ်တဲ့အတွက်သူကတသားတည်းပျော်ကြီးဖြစ်တယ်ကဲဟုတ်ပြီဒီဘက်ကမြေပြင်မှုကိုကြည့်ပါဦးအဲ့တော့ဒီချေတို့ကမြေပြင်မှုလေးကရေနဲ့ဘာဖြစ်လဲတသားတည်းမပျော်ဝင်ဘူးနော်ပြီးတော့ဘာဖြစ်လဲအောက်မှာလည်းအနေထိုင်နေတယ် ဟုတ်ပြီနော်အဲ့တော့တသားလည်းမပြောဝင်ဘူးအနေလည်းထိုင်နေတာဖြစ်တော့တဲ့သူ့ကိုတချေတော့စိုင်းရင်လို့ခေါ်တယ်ရပါသလားဟုတ်ပြီနော်ဒါလေးကတော့တချေတို့ကတသားလည်းပြောဝင်သွားတာဖြစ်တော့တဲ့စိုင်းရင်ကတသားလည်းပြောရည်ဖြစ်ပြီးတော့တချေတို့ညီပြမှုဖြော်ထားတဲ့အရေးကတော့တသားလည်းမပြောဝင်တာဖြစ်တော့တဲ့သူကစိုင်းရင်ဖြစ်ပါတယ်ကဲဒါတော့သမီးတို့လည်းအိမ်မှာလက်တွေ့ပြုလုပ်ပြီးတော့ဟုတ်ပြီနော်ဒါတော့သမီးတို့ရဲ့တွေ့ရှိချက်ကလေးတွေကိုလေ့လာကြပါအောင်နော်တချေတို့အဓိကချက်ကလေးတွေးရအောင်အဓိကအချက်နော်အဓိကချက်များမှာဆိုရင်တော့ ဖြော်ရည်တဲတွင်ပျော်ဝင်ပစ္စည်းများလုံးဝပျော်ဝင်သွားသောပျော်ရည်ကိုတသားတဲ့ပျော်ရည်ဟုခေါ်တယ်။အဲ့တော့တသားတဲ့ပျော်ရည်တွင်ပျော်ဝင်ပစ္စည်းများကိုမျက်စိဖြင့်မမြင်နိုင်ပေါဝင်ဘက်ပစ္စည်းများအချင်းချင်းတပ်ပြူခြင်းမရှိ။ကဲနောက်တစ်ချက်ကတော့နောက်တစ်ချက်ကတော့ ပျော်ရည်တဲတွင်ပျော်ဝင်ပစ္စည်းများ လုံးဝမပျော်ဝင်ပဲအရည်တဲတွင်ပြန့်နှံ့တရှိနေသောပျော်ရည်ကိုစားရည် suspension လို့ခေါ်တယ်။အဲ့တော့ရင်းပျော်ရည်သည်တသားတည်းမဟုတ်ပါဝင်ဘက်ပစ္စည်းအချို့ကိုမျက်စိဖြင့်မြင်နိုင်တယ်။ပြီးရင်ပါဝင်ဘက်ပစ္စည်းများအချင်းချင်းဓာတ်ပြူခြင်းမရှိဘူး။ကဲဒါဆိုလို့ရှိရင်တော့ဒီချက်အခုရှင်းပြပေးလိုက်တာကတော့အခန်းကို dressing drop ပေါင်းနဲ့ ဒွန်းနောများကသင်ငန်းစာ၃ဒွန်းနောနဲ့ပျော်ရည်များအကြောင်းပဲဖြစ်တယ်။ဒါတော့သမီးတို့နားလည်လိမ့်မယ်လို့တိကျထင်ပါတယ်။တိကျနဲ့တူတူနောက်သင်ငန်းစာမှာပြန်တွေ့မယ်နော်။